ဒီနေ့မက်လာ14ရက်နေ့ဟာကျွန်တော်တို့တီရစ်စ်သမိုင်းပေါ့နော်တီရစ်စ်သမိုင်းဒီစစ်ပွဲတွေသမိုင်းကိုလေ့လာမယ်ဆိုရင်ဒါအရေးကြီးတဲ့ဒါစစ်ပွဲတစ်ပွဲတိုက်ပွဲတစ်ပွဲပေါ့နော်အော်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ကင်မျိုးသားအစီယုံရဲ့ဟိုဗိုလ်ဌာနချုပ်ဖြစ်တဲ့မာနေဘလော့ရဲ့ရှေးတောင်စခန်းတစ်ခုဖြစ်တဲ့ပေါ့နော်ရှေးရခန်းစခန်းတစ်ခုဖြစ်တဲ့ ထွေးဖားဝီဂျိုးလို့ခေါ်တယ်ကျွန်တော်ခွဲအတောင်လို့လည်းခေါ်တဲ့ဒီစခန်းကုန်းကိုကျွန်တော်လက်လွတ်ဆုံးရှုံးရနေဖြစ်ပါတယ်ဒီဖြစ်စဉ်က1992ခုနှစ်မှာဖြစ်ခဲ့တယ်အခုဆိုတော့33ခုကြာခဲ့ပြီကျွန်တော်ဒီဗီဒီယိုအဓိကဘာကြောင့်လုတ်ဖြစ်လဲဆိုတဲ့အခါမှာဒီထွေးဖားဝီဂျိုးလို့ခေါ်တဲ့ခွဲအတောင်တိုက်ပွဲမှာကျွန်တော်တို့ဆွန့်လွတ်ဆွန်သားခဲ့ရတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးဘော်တွေနော်ကျွန်တော်တို့ကေအမျိုးသားစီယုံရဲ့ရဲဘော်တွေအားလုံးအပေါ်မှာကျွန်တော်တို့လေးသားဂုံပြုတ်လို့ရတဲ့အားဖြင့်ကျွန်တော်ဒီဗီဒီယိုလေးကိုမှတ်တမ်းတင်နေဒီ ခွေးတောင်တိုက်ပွဲကိုမှတ်တမ်းတင်နေအနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုလုတ်ဖြတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီခွေးတောင်တိုက်ပွဲအကြောင်းပေါ့နော်ဒီ Triple We Joe လို့ခေါ်တယ် sorry ဒီညမှာကျွန်တော်ဒီကရင်ဘာသာစကားအသုံးနှုန်းအတန်ထွက်ကျွန်တော်အဆင်မပြေခဲ့ရင်ကျွန်တော်ဒါကရင်မျိုးသားအလုံးကိုတောင်းပန်ပါတယ်။အဲကျွန်တော်ရဲ့လိုအပ်ချက်တာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီမြန်မာဘာသာနဲ့ဆိုရင်တော့ခွေးတောင်လို့ခေါ်ကြတယ်ဗောနော်။ဘာကြောင့်ခွေးတောင်လို့ခေါ်လဲဆိုတော့တောင်ကုန်းလေးကတကယ်ခွေးလေးတကောင်အိတ်နေတဲ့ပုံစံနဲ့တူတယ်လို့လည်းဆိုကြတယ်ဗောနော်။အဲ့တော့ဒီ Triple We Joe ခွေးတောင်အဲတိုက်ဟိုတိုက်ပွဲပေါ့နော်နောက်ပြီးတော့ဒီမှာဘယ်လိုတွေတိုက်ခဲ့ကြတယ်ဒီနေရာအကြောင်းလေးကိုကျွန်တော်အချင်းချုပ်လေးရှင်းပြခြင်းတမာတယ်အဲ့တော့ကျွန်တော်ဒီထွေးဖောက်ဝီကျိုးကကျွန်တော်အစောပိုင်းကပြောခဲ့သလိုပဲဒါမာနေပလောပေါ့နော်ကျွန်တော် KMU ဘဟုဌာနချုပ်ကြီးဖြစ်တယ်မာနေပလောရဲ့သူကရှေ့တန်းအဓိကဟိုဘယ်လိုပြောမလဲခန်းစစ်စခန်းတစ်ခုဖြစ်တယ်ပေါ့နော်ခန်းစစ်စခန်းတစ်ခုဖြစ်တယ်အထင်ကြီးစခန်းတစ်ခုနာမည်ကြီးစခန်းတစ်ခုလည်းဖြစ်တယ်ပေါ့အဲ့တော့ဒီထွေးဖောက်ဝီကျိုးရဲ့ဒီနေရာကိုကျွန်တော်တို့ ကြည့်မယ်ဆိုရင်သူကဒီယွန်းစလင်းချောင်းနဲ့တန်လွင်မြစ်ကြားမှာရှိတယ်လို့ကျွန်တော်နားလည်ထားတယ်။အဲ့တော့အခုဒီနေရာမှာကျွန်တော်တို့ဒီခွေးတောင်ထွေးဖွားဝီကျောတောင်အကြောင်းကိုကျွန်တော်မသွားခင်ဒီမာနယ်ပလောအကြောင်းလေးကိုပြောမှလည်းကျွန်တော်တို့ပို့ပြီးတော့ဒီစခန်းကုန်းရဲ့အရေးပါမှုကိုဒါသိရှိနားလည်နိုင်မှာမဟုတ်လို့ပေါ့နော်။မာနယ်ပလောကတော့ကျွန်တော်တို့ဒါတီရင်းစစ်ကိုစိတ်ဝင်စားတဲ့သူတွေတီရင်းစစ်နဲ့ပတ်သက်ပြီးတော့အနည်းငယ်ဟိုတတိရှိရှိလေ့လာနေတဲ့သူတွေအတွက်ပေါ့နော်ဒီဗမာဒီနိုင်ငံရဲ့သမိုင်းမှာအထင်ကြီးထက်တဲ့နေရာတစ်ခုပါ။ မာနေပလောဒီဒါ1988ခုနှစ်လူလူအရေးတော်ပုံကြီးနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့တော်လန်ရေးစုံချက်တော်လန်ရေးဘ ਹੁ နေရာတခုလို့လေကျွန်တော်တို့တင်စားပြောလို့ရတယ်ဒီတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့1990နှစ်ဝင်းကျင်မှာဆိုရင်ကျွန်တော်မာနေပလောမှာနော်ဒီကေကေအမျိုးသားအစည်းအရုံးဖြစ်တဲ့ KNU ပေါ့နော် KNU သားအစည်းအရုံးရဲ့ကျွန်တော်တို့ဗဟိုဌာနချုပ်လည်းဖြစ်သလို KNLA KN National Liberation Army နော်ဒီ KNU သားလွတ်မြောက်ရေးတပ်မတော်ရဲ့ဒါစေဦးသီးဌာနချုပ်တည်ရှိရနေရာလည်းဖြစ်တယ်။ဒါအပြင်ကျွန်တော်တို့ KNDO လို့ခေါ်တဲ့ကျွန်တော်တို့ KN National Defense Organization ပေါ့နော် KN အမျိုးသားကာကွယ်ရေးအစည်းအရုံးရဲ့ဌာနချုပ်လည်းရှိရနေရာတစ်ခုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ 1988နောက်ပိုင်းမှာဆိုရင်ဒီနေရာမှာအဆုံးတော့ပြောသလိုပဲကျွန်တော်တို့တော်လိုင်းရဲ့ဘဟုချက်မှာထက်လာတဲ့နီးတူပေါ့နော်ဒီမှာဘာတွေထက်ရှိနေလဲဘာယုံနေရှိနေသေးတယ်ပေါ့နော်အဲ့တော့ဒီမာနေပလောနေရာမှာကျွန်တော်တို့ဒီဟိုဒီ NDLA လို့ခေါ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နေနေရေးဌာနချုပ်ရှိသလိုကျွန်တော်တို့ DAB Democratic Alliance ဖို့ဘာမှာမြန်မာဒီဒီမိုကရေစီမဟာမိတ်အဖွဲ့ချုပ်ရဲ့ဌာနချုပ်တွေတည်ရှိပါတယ်ဒါအပြင်ကျွန်တော်တို့မဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုလို့ခေါ်တဲ့ National Democratic Front NDF လို့လည်းခေါ်ပါတယ်ဒါလေးရှိပါတယ်ဒါအပြင်ကျွန်တော်တို့လူပောင်သစ် Democratic Party ဌာနချုပ် DPNS နောက်နောက်ပြီးတော့ကျွန်တော်တို့ចောင်းသားတက်မလို့ခေါ်ကြရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများတက်ဦးပေါ့နော်ចောင်းသားများ Democratic တက်ဦးအာ ABSDF ABSDF ဌာနချုပ်လည်းရှိပါတယ်နောက်ပြီးတော့ People Liberation Front တည်သူလူမျိုးရေးတပ်ဦးရဲ့ဌာနချုပ်လည်းရှိသလိုကျွန်တော်တို့ဒါတည်တော်သူမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရလို့ခေါ်ကြတဲ့ NCGUB เนาะနောက်တစ်ခါကျတော့ကျွန်တော်တည်တော်သူ ဒီမှာနိုင်ငံအမျိုးသားကောင်စီပေါ့ NCUB နော်နောက် Obama Yanmon Union လို့ခေါ်ကြရဲကျွန်တော်တို့ရဟန်းတော်နဲ့တမကဌာနချုပ်တွေလည်းရှိပါတယ်ဒါအပြင်ကျွန်တော်တို့ဒီ KYO နော်ကရင်လူငယ်အစည်းအရုံးနော် KWO လို့ခေါ်တဲ့ကရင်အမျိုးသမီးအစည်းအရုံးအပြင်ဒါအတွင်းမှုဂျုံယုံနေတက်တော်ဌာနတင်ရည်ဌာနမိုင်းဌာနတရားရေးဌာနဧကေဟာစစ်စေးယုံစစ်တင်နန်းဌာနဖျားရှိကိုကြောင့်ဖုန်ကြီးကြောင့် လက်နက်ကုန်းတွေဆက်သွယ်ရေးဌာနတွေစစ်ရုံးချုပ်နော်စစ်ရေးစစ်ရေးချုပ်ရုံးရိခါကိုရောင်တွေကွန်မန်ဒိုဂုံးတွေအစည်းအဝေးခန်းမတွေစစ်တမ်းလျားတွေနဲ့ဒါတည်တည်ဆုံဆုံချိတဲ့ကြီးမားပြီးတော့တောင်တင်းနဲ့ကျွန်တော်ဘောဌာနချုပ်တခုလည်းဖြစ်ပါတယ်အဲကျွန်တော်အခုပြောနေတဲ့ဒီ Tree Power Wee Joe လို့ခေါ်တဲ့ခွေးတောင်ကတော့ကျွန်တော်တို့ဒီ Manipulo ဘောဌာနချုပ်ရဲ့အရှိဘက်မှာရှိတယ်အရှိဘက်မှာရှိပြီးတော့ဒါအရေးကြီးတဲ့ခန်းစစ်နေရာတခုလည်းဖြစ်ပါတယ်အဲတော့ဒီ Manipulo ဒီ 1992မှာသူကအဓိကအားဖြင့်ဘာကြောင့်ဒီစစ်စင်ရေးတွေလောက်ရလဲဆိုတော့သူက1992 match လ29ရက်နေ့မတိုင်မီမှာကျွန်တော်မာနေပလိုဌာနချုပ်ကိုတင်းယူမယ်ဆိုတော့မြန်မာစစ်တပ်ကဒါသူတို့ရဲ့စစ်ရေးကြီးမှန်းချက်เนาะစစ်ရေးဥတီချက်တစ်ခုအနေနဲ့သူကဒါဒီကျွန်တော်တို့အရှိတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင်အရှိတဲမှာရှိနေတယ်ကျွန်တော်တို့ဒီနေရာကိုထိုးစစ်ဆင်လာတာပေါ့နော်အဓိကမြန်မာစစ်တပ်ဘက်ကနေဘယ်သူတွေထိုးစစ်ဆင်လာလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်အဓိကတိုက်ခိုက်ရေးတပ်တွေကတော့ကျွန်တော်တို့တပ်မ66လက်အောက်ခံတိုင်ရင်စေရင်စလုံး ါတယ်လို့သိရတယ်။နောက်ပြီးတမ88ကတော့ကျွန်တော်တို့ဒါထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးအတွက်ထောက်ပို့တာဝန်ယူလှုပ်ဆောင်တာတွေလေးကျွန်တော်တို့တွေ့ရတယ်။အဲဒါအပြင်ကျွန်တော်တို့ဒီ ဟိုဟာဗောနော်အမြောက်တက်တွေပါတယ်ကွန်မန်ဒိုတက်ခွဲ၃ခွဲပါတယ်လေတက်ကနေလေကျွန်တော်လေရင်နေနဲ့အဲဘုံချေဖို့အတွက်လေဟိုလေလေချောင်းစစ်စင်ရေးတွေလည်းပါဝင်ပါတယ်ဒါအတင်ကျွန်တော်လက်နက်ကြီးတွေဗောနော်လက်နက်ကြီးရယ်ဆိုရင်ဒါ120တွေပါတယ်75တွေ84တွေ106တွေပါကြပါတယ်နော်နောက်0.5စက်တနက်တွေလည်းပါပါတယ်ဒီလိုပါတဲ့စစ်အတွက်ကိုကျွန်တော်တို့ဒီအထမ်းသမားပေါ်တာတွေဗောနော်အဲ့ခေတ်ကပေါ်တာဆွဲတာရှိရဲ့ဒီစစ်တက်ကအထမ်းသမားဖြစ်သုံးဖို့အတွက်ဒီပေါ်တာတွေရောလေကျွန်တော်ထောင်နေချီပြီးတည်ဆောင်လာတာကိုခေါ်ဆောင်လာတာကိုကျွန်တော်တွေ့ရပါတယ် ဲ့တော့ကျွန်တော်တို့ဒီတော်လှန်ရေးတက်တဲ့ဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒါအခုဒီတမငါတမဟာမှုဖြစ်တယ်ပေါ့ဒီရင်ကျွန်တော်တို့ KNL ရဲ့ဒုတိယစေဝူးစည်းချုပ်ဖြစ်တယ်ဒါအဖူပေါ်ကျော်ဟဲခေါင်းဆောင်နဲ့တက်တယ်ပါတယ်နောက်ကျွန်တော် ABSDF ကျောင်းသားတက်မှာတော့ပါပါတယ်နောက်ပြီးတော့ဒီ DAB ရဲ့ကျွန်တော်ကီလိုစစ်ကြောင်းပေါ့နော်ကီလိုစစ်ကြောင်းပါတယ်လို့ကျွန်တော်တို့ကလလာတလို့တက်တယ်ပါတယ်တခြားကျွန်တော်တို့တက်မဟာတွေကနော်ဒီ KNU လဲ KNL တခြားတက်မဟာတွေရဲ့တက်ခွဲတွေတက်ရင်းတွေပါကြတယ်လို့ကျွန်တော်တို့ဒီမဟာမိတ်တက်တယ်လေအနေအထားပြပါဝင်ပြီးဒီ ခန်းစစ်ကိုပေါ့နော်ဒီမြန်မာစစ်တပ်ရဲ့ထိုးစစ်ကိုရိုက်ချိုးဖို့အတွက်ခန်းစစ်တင်ထားတာကိုလေကျွန်တော်သိရှိရပါတယ်ဒီထွေးဖွားဝီဂျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီစစ်တပ်ရဲ့မှတ်တမ်းတွေမှာတွေ့ရတယ်ဆိုတဲ့အခါကျတော့သူကဘယ်လိုပြောလဲဆိုတော့ဒီတောင်ကုန်းကတဲ့အပြင်မဲ့ကြီးလိုက်ရင်တော့သူကဂရုံးတောင်တောင်ပဲနော်အဲ့တော့ဒါမဲ့ဒီအတွင်းထဲမှာဆိုရင်ဒီနေခွေးချင်းတွေဂရုတ်ချင်းတွေဆက်သွေးညောင်းတွေအများကြီးရှိပြီးတော့ကျွန်တော်တို့ဒီအနှောက်ကြီးတန်ကိုခံနိုင်တဲ့ကွန်ကရစ်ဘန်ကကျွန်တော်တို့6လုံး နော်ဒါဒါဒါနေမှာစစ်တပ်ကထိုးလာတဲ့သူတွေပေါ့နော်ဒါတို့ရဲ့အဆိုအရဆိုရင်တို့တို့ဒီဘန်ကာ၆လုံးကတင်မင်းတမန်ဘန်ကာတွေလို့တို့ပြောကြပါတယ်အဲ့တော့ဂျားရဲမှာတော့ကျွန်တော်တို့နေမှာစစ်တပ်ရဲ့ထိုးစစ်တွေဒီပုံစံမျိုးစုံနဲ့ဒီပေါ်ထိုးလာတဲ့လေချောင်းတစ်ကူတွေလက်နက်ကြီးတစ်ကူတွေဖြစ်ပေမဲ့ဒီဒီ1990ပေါ့နော်ဒီဇန်နဝါရီ6ရက်နေ့လောက်ကစလာတဲ့ဒီဒီထိုးစစ်က ျွန်တော်ခွေးတောင်3လကျော်ကြာလာတဲ့အထိတိမ့်ပိုက်နိုင်ခြင်းမရှိခဲ့ပါဘူးအဲဒါပေမဲ့လည်းကျွန်တော်တို့ဒါ1992ခုနှစ် match လ14ရက်နေ့ပေါ့ဗျာလွန်ခဲ့တဲ့33နှစ်ဒီလိုရက်မှာတော့ကျွန်တော်တို့ဒါကေနျောသားအစည်းအဝေးကနေပြီးတော့ကျွန်တော်ဒီခွေးတောင်လက်လို့ဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့ညီမစစ်တက်ကဒီ money blow ကိုဒါ match လ29ရက်နေ့မတိုင်ခင်ရအောင်တိမ့်မယ်ဆိုရင်သူရဲ့စီရေးစီမံချက်ကတော့အောင်နေခဲ့ခြင်းမရှိပါဘူး ဒါအရို့ကျွန်တော်တို့ဒါခွေးတောင်တိုက်ပွဲနဲ့ပတ်သက်တဲ့ကျွန်တော်စုဆောင်းထားတဲ့မှတ်တမ်းတွေကအချက်လက်ကလေးတွေကိုပြောပြခြင်းဖြစ်ပါတယ်ဒီတိုက်ပွဲမှာကျွန်တော်တို့အကြဆုံးနေရှိတယ်မြန်မာစစ်တပ်ဘက်ကဆိုရင် ထိခိုက်ဒဏ်ရာကြဆုံးနေလူကကျွန်တော်တို့အလုံးပေါင်း900ကျော်တွေလို့ကျွန်တော်သိရတယ်အဲဒီထဲမှာပါတယ်တမ66လက်အောက်ခံတရင်108ပေါ့နော်တရင်108တရက်တစ်ခုလေးရပဲကျွန်တော်တို့ဒါစစ်တီအင်းမြန်မာစစ်သားပေါ့နော်16ဦးလောက်ဟောဒါကြဆုံးခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်အဲဒါတွေရောစစ်တပ်ဘက်ကမှတ်တမ်းနေပေါ့ အဲကျွန်တော်ဒါခွေးတောင်နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့မှတ်တမ်းတွေအချက်အလက်ကလေးတို့ပြောပြခဲ့တာဖြစ်ပါတယ်။အဲဒါမဲ့အခုအချိန်မှာတော့ကျွန်တော်တို့ဒီခွေးတောင်ပေါ်မှာညီမစစ်တပ်ကလူတွေညီမစစ်တပ်ကစစ်သားတွေနော်ညီမညီမစစ်တပ်ရဲ့အလံကိုတွင်ထူနိုင်ခြင်းမရှိတော့ပါဘူး။ကျွန်တော်တို့ဒါ2024ခုနှစ်ပေါ့နော်ပြီးခဲ့တဲ့ဒီဇင်ဘာလ16ရက်နေ့မှာဆိုလေကျွန်တော်တို့ကေနျူသာအစည်းအုံကေနျူသာလွတ်မြောက်ရေးတပ်မတော်ဦးဆောင်နေနော် KNLA နဲ့အတူပါဝင်တဲ့ဒါတော်လှန်ရေးတပ်ပေါင်းစုတွေကနေပြီးတော့ကျွန်တော်တို့ ဒါမာနေဘလော့ဌာနချုပ်ကိုလေကျွန်တော်ပြန်လေတင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်အခုဆိုရင်ဒီတက်မခွနှစ်ထဲမှာဆိုရင်ကျွန်တော်ဒီခွေးဒေါင်းတို့ဘာလို့အပါဝင်တခြားသောတော်တော်နေနေစခန်းကုန်းတွေမှာမြန်မာစစ်တပ်ကလွှမ်းမိုးနိုင်ခြင်းမရှိတော့ပါဘူးကျွန်တော်ဒီဗီဒီယိုလေးနဲ့ပဲဒီတိုက်ပွဲအတီးတီးမှာအသက်ပေးလူသွားတဲ့ခန္ဓာကိုယ်ဆွန့်လွတ်သွားတဲ့တော်လှန်ရေးသူရဲကောင်းအားလုံးကိုဥညွတ်အလေးပြုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်